ဆံမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကာကကြာဘူးတဲ့ကရပြီဇမာကြီးတွေတိမ့်ထားတဲ့သင်္ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါတပိတ်ကလေးကိုလွှဲမင်းသားဝတ်တွေကိုထုတ်ထဲထုတ်ပြီးတော့ဆန္နာကိုပြန်ပြီးတော့အမိန့်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္နာက သူလဲဝချင်းဦးငယ်ပြုရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်။မင်းလိုက်လို့မဖြစ်ဘူးတဲ့။အိမ်ကိုပြန်ပြီးတော့ပြောအောင်နဲ့။တရင်ပြန်ပို့လိုက်တယ်။ဆိုပြီးတော့ဆန္နနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမြင်းကြီးကလည်းဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှာဆိုပြီးတော့ဝန်နဲ့ပတ်နဲ့ဖြစ်တယ်။တရိษံဆိုတာလေဝန်နဲ့တတ်တယ်နော်။တချို့ ခွေးတွေဆိုလို့ရှင်သခင်ကိုခင်လို့သခင်တည်သွားရင်အဲ့ဒီသခင်ညှုပ်နှံထားတဲ့ညီပုံကနေမခွာပဲနဲ့အသေးခံသွားတဲ့တစ်ခွေးတောင်ရှိသေးတာပဲလေကဘာမှာမှတ်တမ်းတင်ထားတဲ့ခွေးမျိုးခွေးတွေကလည်းအမတမခင်တတ်တယ်တိရိစ္ဆာန်တွေကလည်းအမတမခင်တယ်မြင်းဆိုတဲ့တတ္တဝါတွေဟာလည်းပဲဒီတိုင်းပဲသူ့ရဲ့အရှင်သခင်ကိုအလုံးခင်မင်တတ်တယ်ခင်မင်တတ်တဲ့အတွက်ကြောင့် ရဲ့ရည်တွေတွေ့တွေ့ကြပြီးတော့နောက်ဆုံးမှာစိတ်မထိန်နိုင်တော့ကန္နကမြင်းကြီးဟာအဲ့နာပါပဲဘုံကနေလဲသွားတယ်ပြီးသွားတယ်ပေါ့အဲ့တော့ခေါင်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်မြတ်ဗုဒ္ဓနဲ့ကန္နကမြင်းတို့ပြန်လေဆုံတွေ့ခံဆိုပြီးတော့ဟောထားတာတော့ရှိတယ် အဲ့ဒီမှာနာကြည့်လိုက်လို့ရှိရင်ကဏ္ဍကမင်းဟာဘာဖြစ်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့အဲ့တော့ကဏ္ဍကမင်းကြီးမြင်းကြီးသေသွားတဲ့အခါကျတော့ဆန္ဒထုတ်ထမ်းပြီးသူတယောက်တည်းလက်သုံးနယ်ကြီးကိုဖြတ်ကျော်ပြီးပြေတော့ပြန်တယ်ဖះလောင်းတော်ကတော့တိဋ္ဌထယဟန်တော်သို့မဟုတ်ဂေါရမယဟန်တော်ဘဝနဲ့ မလတိုင်းကအနုပိယလို့ဆိုရဲတရဲ့ဥယျာဉ်ထဲမှာတပတ်လောက်ကြာတယ်အဲ့ဒီမှာနေထိုင်တယ်တဲ့အဲ့ဒီတပတ်လောက်ကြာနေထိုင်ပြီးတဲ့အခါမလတိုင်းကနေပြီးတော့ခီးဆက်ပြီးတော့ထွက်သွားလိုက်တာဘယ်ကိုသွားတော့ဆိုတရားကျင့်တဲ့ပုံကိုယ်တွေအလွန်ပေါများတဲ့မကရာတိုင်းဘက်ကိုထွက်သွားတယ်ယူဆနာ30ခီးပဲကုံချောင်းသွားတယ်အဲ့ဒါယူဆနာ30ခီးကို လမ်းလျှောက်ပြီးတော့ကုံချောင်ခီးနဲ့သွားလိုက်တာရာဇဂျုံမြို့ရောက်သွားတယ်ရာဇဂျုံမြို့ရောက်သွားတယ်မိုင်း240ခီးကိုကုံချောင်လျှောက်တယ်ကောရာဇဂျုံမြို့ရောက်သွားတဲ့အခါကျတော့လည်းနေမိုးတောက်တဲ့အချိန်မှာပါလာတဲ့သပိတ်ကလေးကိုလွှဲပြီးတော့ဆွမ်းခံထွက်တယ်မြို့ထဲကိုဝင်ဆွမ်းခံတယ် အဲ့လိုဆုံးခံတဲ့အချိန်မှာနတ်တော်ကနေပြီးတော့မြို့လမ်းမတွေကိုလှမ်းပြီးတော့ကြည့်နေတယ်ဗေမိတာရာမင်းကအမှတ်မထင်ထူးခြားတဲ့ပုံကိုမြင်လိုက်တာမြို့သူမြို့သားတွေကလည်းအုံချစ်ချစ်ဖြစ်လာတယ်ဘာဖြစ်လို့တော့ဆိုတော့ဒီလိုဖန်ရှင်ဆုံးတဲ့အဝတ်သင်္ကန်းကိုဝတ်တဲ့ပုံကိုတွေဟာများသောအားဖြင့်တက်ကြီးရွယ်အိုတွေများတယ် တကြီးရွယ်ဦးတွေညာယုံနေမကဘူးဆံမုတ်စိတ်တွေကလည်းထူလပြစ်နေဥပုံညာစာချိုးသလိုပေါ့နော်ဆံကေတာလက်လေးသက်မုတ်စိတ်မွေထူလပြစ်နေမဲညစ်သည့်စီဝရံတတေလံအယုတ်ဆိုးအကြီးကြီးအจิตသောဆိုတာလိုဖြစ်အဲ့ဒါလိုခက်ကဓာမျိုးတွေပဲများတယ်သို့တော်အခုလိုတန်တန်ပြန်ပြန်တန်တန်ရှင်းရှင်းနဲ့ ရုပ်ရည်အစဉ်တတ်တတ်ပဲပဲငငယ်ရွယ်ရွယ်လေးနဲ့သာသနာပေါင်းဝင်လာတယ်ဆိုတာအမှန်တမ်းအထူးခြားတဲ့အနေအထားတစ်ခုဖြစ်တယ်။တက်က29နှစ်ပဲရှိသေးတယ်လေ။အဲ့တော့ဗိမိသာသာကြီးကမြင်းမြင့်ချင်းသာသတ္တမဏီကိုလွတ်တယ်။အဲ့ဒီသာသတ္တမဏီလွတ်တယ်ဆိုတာကိုပပိစ္ဆာသုတ်တံမှာ ြောထားတာရှိတယ်နော်ပါရိစ္ဆာသုတ်တံမှာပြောထားတာသူနားရှိတဲ့အမတ်တွေကိုမေးတယ်ဣမံဘွန်တော်နိတာမေးထားအဘိရူပောဗျာဟာရုစီရုပ်ကလည်းမတန်ချောတယ်ဗျာဟာထောင်းတော်မောမောရုစီလှပကျင့်တယ်ဟောဒီယဟန်ကိုကြည့်ကြစမ်းကြည့်ကြစမ်းဟိုမှာကြည့်စမ်း အရက်ကထောင်းထောင်းမောင်းမောင်းရုပ်ဆင်းကလည်းအမတန်လှတင်းအောင်တင်းနေရှိတယ်စရဏီနတ်တမ္ပနောကုချင်းတရားနဲ့လည်းပြည့်စုံကုန်ရတယ်သွားရလာတာကြည့်လိုက်ယူကမတ်တေနပိကတိသူကဟိုတောင်ကြီးမြောက်ကြီးမကြည့်ဘူးဆွမ်းခံသွားတဲ့အခါမှာယူကမတ်တဆိုတာသဘောတပြန်လက်မှတတ်ဆင်ထားတဲ့သံဘိုးတပြန်၄တောင် လူတွေရဲ့တောင်နဲ့၄တောင်လောက်အတိုင်းအတာတစ်ခုမှာမျက်တော်ချတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီသွားတော်လာတာလဲဟိုကြည့်ကြည့်ကြည့်မကြည့်ပဲနဲ့မျက်တော်ချပြီးတော့တင်းတင်းငင်ငင်သွားတဲ့ပုံကိုကြည့်ချက်သာအောက်ခိတ်တဆက်ခုမျက်တော်ချထားတယ်နော်နာယံနိစကုလာမိဝါသူ့ကြည့်ရတာတော့အောက်တန်းစားအမျိုးတည်းကမဟုတ်ဘူးထက်တန်းစားတည်းကဖြစ်လောက်တယ် ရာဇဒုတဗိဓာဝန္တုဟေးတမန်နေအမြန်သွားကြစမ်းအဗိဓာဝန္တုဆိုတော့ပြေးပြီးတော့သွားကြကြောက်သွားလိမ့်မယ်မင်းတို့မပြောက်စိမ့်နဲ့မျက်ခြေမပြတ်စိမ့်နဲ့ပြေးလိုက်ကြလို့နော်ရိုးရိုးလမ်းလျှောက်ခိုင်းတာမဟုတ်ဘူးအဗိဓာဝန္တုဆိုတော့ပြေးသွားကြမြန်မြန်သွားကြကုဟိန်ဘိက္ခုဂမိတ္တိဒီကိုယ်တော်ဖယ်သွားမယ်ဆိုတာမင်းတို့လိုက်ရှာကောရမယဟန်တော်လေးကဆုံးခံပြီးတဲ့အခါမှာ သူစားလောက်ရုံလေးရားလိုက်တာနဲ့ပဲတပိတ်ကိုပိုက်ပြီးတော့မြို့ပြင်ထွက်သွားတယ်။ရာဇကြုံမြို့ဆိုတာတောင်ငါးလုံးပိုက်ရန်ထားတဲ့မြို့။အဲ့ဒီထဲမှာပဲသွားတော့ဆိုပန္တဝါဆိုတဲ့တောင်ချေဘက်ကိုသွားတယ်။ပန္တဝါတောင်ရောက်တဲ့အခါကျတော့ပန္တဝါတောင်ချေမှာရေရွလွယ်တဲ့နေရာတစ်ပင်အောက်မှာထိုင်ပြီးတော့ဆုံးဖုံးပေးတယ်။နောက်ကနိုင်အောင်ခံလိုက်သွားတဲ့ ရာဇတမန်တွေကတွေ့တယ်တွေ့တော့ရာဇတမန်၃ယောက်သွားတယ်၃ယောက်သွားတော့တယောက်ကိုဆောင်းချထားပြီတယောက်ကိုတယောက်ကအနီးပါးမှာအဆောင်နေပြီးတော့တယောက်ကအလဲလောက်မှာမျက်ခြေပြတ်မှာကြောက်တော့တယောက်ပဲနေပြီးတော့ပြန်ပြီးတော့သတင်းပို့တယ်